ဒ္ဓဘာသာဝင်တိုင်းကဆုံလားဖြင့်ဗုဒ္ဓနေဆိုတဲ့နေဒုနေမြတ်ကိုသိရှိစေရန်မျှဝေပူဇော်ပါစေကဆုံလားဖြင့်နေဟာဗုဒ္ဓဘာသာဝင်တို့ရဲ့အလွန်တရာမှတန်ဖိုးရှိလာတဲ့နေဒုနေမြတ်ကြီးတစ်နေ့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မြတ်စွာဘုရားရှင်ကိုရောင်မြတ်လေးတင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ကျင်တော်မူပြီး ီဘဒ္ဒကဘာမလေးစုမြောက်ဂေါရမဘုရားဆင်းစစ်ဖြစ်တော်မူလိမ့်မယ်လို့ဒီပင်ကနာမြတ်စွာဘုရားထံတော်မှာနိယတဗျာဒိတ်ခံယူတဲ့နေ့ဟာဒီကနေ့ကဆုံလာပြီနေ့ပဲဖြစ်ပါတယ်။ဒါကြောင့်ခြေသူတော်စင်များက လေသိန်းခြေကိန်းသသိန်းခါကြုံဒီပင်ခြေရင်ဝဆင်ခိုလုံးဗျာဒိတ်တော်မြတ်မိမခါကြုံစုပန်နေလာပြီနေ့ကဆုံထိုကဲ့သို့ လေးသင်ချင်းနဲ့ကဘာတသိန်းပါရမီဖြစ်ကျင်ပြီးဒီပင်ကရာခြေတော်ရင်ဝတ်ဆင်းပြီးတော့ဗျာဒိဗံဆင်မြန်းတော်ပို့ခဲ့တဲ့နေ့ဟာဒီကနေ့ကဆုံလာပြည်နေ့ပဲဖြစ်ပါလေမဟာသက္ကရ68ကျုံလုံပိနီတော်သမောယကုံမေတော်ဝန်တိုက်နှုတ်ပိုက်ကြငုံဖွားမြင်နေလာပြည်တွင်ကဆုံဂေါရမမြတ်စွာဘုရားလောင်းတော်တိတ္တဇမင်းသားလေးကို ။ဖွားမြင်တော်မူလာတဲ့နေဟာလည်းပဲမဟာတက္ကရ68ခုကဆုံလာပြည်နေပဲ ဖြစ်ပါတယ်။တရားသုံးနှစ်တက္ကရကျုံဥရဝေလာသာစွာယကုံရံစွဲငါစင်နေနေဖုံဖုံဗုဒ္ဓနေလာပြည်လေကဆုံမြတ်စွာဘုရားရှင်ကိုရောင်မြတ်ဘုရားလောင်းတော်ဗောရိပင်အောက်မှာဘုရားဖြစ်တော်မူတဲ့နေဟာလည်းပဲ မဟာတက္ကရေတရသုံးခုကဆုံလာပြီနေပဲဖြစ်ပါတယ်။ရာ၄၈တက္ကရေကျုံမလာမင်းတို့အင်းကြီးရကုန်ဘဝဇာသိမ်းပြငိမ့်ရလုံးနိဗ္ဗာန်၏လာပြီတွေ့ကဆုံတို့ခေါ်ရမမြတ်စွာဘုရားခန္ဓာဆက်ချုပ်သိမ့်ပြီးတော့အင်းကြီးရနိဗ္ဗာန် ဇံဝင်တော်မူပြီးပြိဋိဘံဇံတော်မူတဲ့နေ့ဟာလည်းပဲမဟာတက္ကရတရား48ခုကဆုံလာပြည့်နေ့ပဲဖြစ်ပါလေ။ဒါကြောင့်မို့လို့ကဆုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်တွေအတွက်အမတန်ထူးမြတ်တဲ့နေ့တူနေ့မြတ်ကြီးပဲဖြစ်ပါလေ။ကဆုံလာဟာမြန်မာလ12လရာသီမှာဒုတိယလဖြစ်ပြီးတော့ပြိဋ္ဌာရာသီနဲ့လည်းတူပါတယ်။ ပကံခေကြောက်စာမှာကဆုံလကိုပုဆုံးလို့အရေးများပါတယ်။နောက်ပိုင်းမှာကုကနေပြီးတော့တချောင်းဝင်ပျောက်ပြီးကတို့ပြောင်းလဲလာတယ်လို့ဆိုကြပါတယ်။ကုဆိုတဲ့အဓိပ္ပာယ်ကတော့ရေဖြစ်ပြီးဆုံဆိုတဲ့အဓိပ္ပာယ်ကတော့သွန်းလောင်းတယ်လို့အဓိပ္ပာယ်ရှိပါတယ်။ဒါကြောင့်ကဆုံလကိုရေသွန်းလသို့မဟုတ်ရေလောင်းလလို့ဆိုနိုင်ပါတယ်။ မြမပြီမှာ ကဆုံလာပြီဗုဒ္ဓနေ့ရောက်တိုင်းရောင်ရည်သွန်းပွဲတော်စင်ကျင်းပလေရှိပါတယ်ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ်နေ့ဖြစ်လို့ပြည်တော်စုမြန်မာနိုင်ငံမှာအစိုးရရုံးပိတ်ရဖြစ်လဲသတ်မှတ်ထားပါတယ်ကဆုံရောင်ရည်သွန်းပွဲတော်ဖြစ်ထင်ရှားတဲ့ဘာသာရေးပွဲတော်ကိုဆင်နွှဲပြီးကဆုံလရာသီဟာနေအရှိန်အပြင်းထန်ဆုံးဖြစ်လို့ ရေတွေခန်းချောက်တွေရှိပါတယ်။ဘုရားပွင့်တော်မူခဲ့တဲ့ဗောဓိပင်ကိုရီမှတ်ကဗောဓိပင်ဘွားအပင်များကိုတပြောတပါရေစင်သွန်းလောင်းကြလို့ကဆုံလာညောင်ရီသွန်းပွဲလို့ခေါ်ဆိုကြပါတယ်။ဘုရားဘာသာဝင်များအတွက်ဗောဓိပင်ဟာဘုရားရှင်အားပရိဘောဂဇေရီတော်ဖြစ်လို့ဗောဓိပင်ကိုရေသွန်းပေးခြင်းဟာဗောဓိပင် ပုံမရှင်သန်စေဖို့ဘုရားသာသနာတော်ဆက်လက်အတွန့်ရှိစေဖို့ ကြီးညွန်းပါတယ်ကစုံလာပြည့်နေဟာဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်နေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့1998ခုနိုဝင်ဘာလ9ရက်နေ့မှာ14ရက်နေ့ထိသီရိလင်္ကာနိုင်ငံကိုလံဘူမြို့တော်မှာကျင်းပခဲ့တဲ့အပြည့်ပြည့်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်မှာကစုံလာပြည့်နေ့ကိုကမ္ဘာရုံးပိတ်ရဖြစ်သတ်မှတ်နိုင်ရန်အတွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်အဲ့ဒီစည်းဝေးကနေ1996ခု စတင်မာလာမှာဒေးလင်္ကာနိုင်ငံနိုင်ငံရေးဝန်ကြီးကနေပြီးတဆင့်ကုလသမဂ္ဂတို့အဆိုတင်သွင်းပေးခဲ့ပါတယ်54ကြိမ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံမှာအဲ့ဒီအဆိုကိုမြန်မာနိုင်ငံအပါအဝင် အာရှတိုက်စီဗုဒ္ဓဘာသာနိုင်ငံများတောင်အာရှအဖွဲ့နိုင်ငံများရုရှားနိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့အခြားနိုင်ငံများစုစုပေါင်း34နိုင်ငံကထောက်ခံခဲ့ကြပါတယ် ဒါကြောင့်1996ခုဒီဇင်ဘာ17ရက်အစည်းအဝေးဆုံးဖြတ်ချက်အမှတ်184နဲ့ကမ္ဘာကုလသမဂ္ဂမှကစုံလာပြီးဗုဒ္ဓနေ့ကို အပြည့်ပြည့်ဆိုင်ရာရုံးပိတ်ရအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ကမ္ဘာကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့ဘောရမဗုဒ္ဓဘုရားရှင်ရဲ့သာသနာတော်သည်ကမ္ဘာပေါ်မှာတတ်တန်းရှည်ကြတဲ့ဘာသာတစ်ခုဖြစ်တဲ့အပြင်ဘုရားရှင်ရဲ့ဆုံးမတော်ဟာနှစ်ပေါင်း2500ကျော်ကာလတန်အောင် ်လူသားတို့အပေါ်ကာယဒုက္ခစိတ်ဓာတ်ဒုက္ခနဲ့ငြိမ်းချမ်းရေးကိုဆောင်ရွက်ပေးခဲ့ပြီးနောင်နာကမှလည်းပဲကမ္ဘာလူသားတို့အပေါ်ကောင်းကျိုးများဆက်လက်တက်ရောက်နေပြီဖြစ်ကြောင်းထို့သို့ဖြစ်၍ကုလသမဂ္ဂဘိုလ်ဌာနချုပ်နဲ့ကမ္ဘာပေါ်ရှိကုလသမဂ္ဂဌာနအသီးသီးတို့မှကဆုံလာပြီးဗုဒ္ဓနေကို အပြည့်ပြည့်ဆိုင်ရာရုံးပိတ်ရဖြစ်တတ်မှတ်ရမည်နေ့စဉ်နေ့တိုင်း တဆုံလားဖြင့်နေသည်ညီတိလအင်္ဂလိပ်လတွင်ကြားရောက်မည်ကိုကုလသမဂ္ဂဌာနချုပ်နှင့်အခြားသောကုလသမဂ္ဂဌာနတို့ကတိုင်းပင်ညှိနှိုင်းကဆုံးဖြတ်သွားရမည်လို့ဆုံးဖြတ်ခဲ့ပါတယ်။ထူးခြားလာတဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့ကဆုံလားဖြင့်ကိုကမ္ဘာကုလသမဂ္ဂကအပြည်ပြည်ဆိုင်ရာရုံးပိတ်ရအဖြစ်သတ်မှတ်ပေးခဲ့ပြီ။ကဆုံလားဖြင့်ဒီဟာဘုရားရှင်စုစုပွင့်တော်မူတဲ့နေ့လည်းပဲဖြစ်ပါတယ်။ လောကမှာဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာလောက ကောင်းကျိုးအတွက်ပဲဖြစ်ပါတယ်။ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းတို့အတွက်အလုံးတရာမှကောင်းကျိုးများစွာ ဖြစ်ထွန်းစေမှာပါ။လောကသားတို့ဟာဘုရားရှင်ရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးပါကကာယဒုက္ခစိတ်တဒုက္ခနဲ့ပြည့်စုံကြပြီးငြိမ်းချမ်းရေးအစစ်ဖြစ်တဲ့တဏှိဒုက္ခနိဗ္ဗာန်ကိုမလွဲဧကန် ရောက်ရမှာပဲဖြစ်ပါတယ်။ဘုရားရှင်ဆုံးမဖြစ်တဲ့မကောင်းမှုရှောင်းကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဗုဒ္ဓအတိုင်းသာ မိခေတာသုံးပြဤစကားဆိုတဲ့အတိုင်းလိုက်နာကျင့်သုံးရမယ်ဆိုရင်ငြိမ်းချမ်းရေးအစ်စ်ဖြစ်တဲ့တဏှိတုခကိုရကြမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကဆုံလာပြည့်ဗုဒ္ဓနေ့မှာမြတ်စွာဘုရားရှင် ကိုရောင်မြတ်ကိုဦးစောသောအဖြစ် တဆုံချောင်းရီသုံးပွဲများသရုတိတာကျူးပွဲများဗုဒ္ဓဘိသေကဘုရားနေကစားတင်တဲ့အခမ်းအနားများကိုကျင်းပကြခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်အလုံးသောဗုဒ္ဓဘာသာဝင်အပေါင်းတို့ဒီလည်းပဲထိုကဆုံလားပြီဗုဒ္ဓနေ့အလုံးတရားမှဗုဒ္ဓဘာသာဝင်တွေရဲ့တန်ဖိုးမဖြတ်နိုင်တဲ့နေကျူးနေမြတ်ကြီးမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဦးစောသောအဖြစ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးမများကို လိုက်နာသောအဖြစ်မကောင်းမှုရှောင်းကောင်းမှုဆောင်စိတ်ထားဖြူစင်အောင် နေနိုင်ကြပါစေလို့ဆန္ဒပြုပါရစေလေတင်ချေကိန်းတသိန်းခါကြုံဒီပင်ချေရင်ဝစင်ခိုလုံးဗျာဒိတ်တော်မြတ်မိမခါကြုံစုပန်နေလာပြေတွေ့ကဆုံး မဟာတက္ကရိ68ကျောင်းလုံမိနီတော်တာမောယကုံမေတော်ဝန္တိုက်နှုတ်ပိုက်ကြာငုံဖွားမြင်နေလာပြည့်၍ကဆုံးတရားသုံးနှင့်တက္ကရိကျောင်းဥရဝေလာသာစွာယကုံရံစွင်ငါးစင်နှိမ်နေဖုံဖုံဗုဒ္ဓနေလာပြည့်၍ကဆုံး ရာ48တကရေကျုံမလာမင်းတို့အင်းကြီးရကုန်ဘဝဇသိပြဉ္ကြီးရာလုံးနိဗ္ဗာန်နေလာပြေလေကဆုံးအလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ